ဆိုင်ရာနိုင်ငံတွေကနေပြီးတော့စစ်ကောင်စီကိုတရားဝင်လမ်းကြောင်းကနေကုန်မပို့ဘဲနဲ့မောက်ကိုလမ်းကြောင်းကုန်တွေမှုတွေဖြစ်ပေါ်လာတယ်ဆိုရင်တော့အဲ့ဒီမောက်ကိုမောက်ကိုလမ်းကြောင်းရဲ့နောက်ဆက်တွေကကုန်သင်းလုံးမြင့်မာမှုနဲ့အတူပြည်သူလူထုကိုသာ high effect ဖြစ်ပေါ်နိုင်တယ်ဆိုတာကဒါနိုင်ငံရေးအခြေအနေပထဝီနိုင်ငံရေးအခြေအနေ ဘောဂဗိဒာနိုင်ငံရဲ့အခြေအနေကိုသိတဲ့သူတိုင်းဒီလိုအဖြစ်မျိုးပဲထွက်လာနိုင်မယ်လို့ကျွန်တော်ကတော့ဒီလိုပဲသုံးသပ်ရပါတယ်။ဟုတ်ကဲ့ပထမမေကုအနေနဲ့ကတော့ဒီအပီပီဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO ညီလာခံကနေပေါ့နော်ဒီမြန်မာနိုင်ငံကို Article 33အရတန်ခတ်အရေးယူဖို့အတည်ပြုလိုက်တယ်ဆိုတာဘယ်လိုသဘောမျိုးလဲခင်ဗျ။ဆရာအနေနဲ့ဒီဥပဒေရှုထောက်ကနေသုံးသပ်ပေးပါဦးခင်ဗျ။ ကျွန်တော်တို့အဲလိုကနေအာဒီကေပါလီပရီနဲ့အရေးယူတဲ့အရေးယူဖို့ဆုံးဖြတ်ထားတဲ့အနေထားကလောလောဆယ်ထဲမှာအဲလိုပြီးမြန်မာနိုင်ငံကိုအာဒီကေပါတီပရီယအရေးယူမယ်လို့ဆုံးဖြတ်ချက်ချလိုက်ခြင်းလာဖြစ်ပါတယ်အရေးယူမှုဒုက္ခန်းစဉ်ကဘာမှမဝင်လာသေးပါဘူးဒီနေရာမှာသတိထားရမှာကဒီကနေ့အဲလိုရဲ့တရားဝင် website မှာပေါ်ပြလာတဲ့ ပေါ်ပြကြစကားရတဲ့ကိုကျွန်တော်ကြည့်လို့လိုရတယ်။အဲ့တော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အချိန်မှာသူဒီအရေးယူမှာ enforcement လုပ်မယ်ဆိုတဲ့ဒီ session ကိုချလိုက်တာဖြစ်ပါတယ်။အဲ့တော့ဒီ ILO ရဲ့ website မှာရေးထားတဲ့ပေါ်ပြချက်တွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါကျတော့ဆန်ရှင်ဆိုတဲ့ဝေါ်ဟာတချက်မှမပါသေးတဲ့အတွက်ကြောင့် ဒီအရကေဗာဒီတရိယာနောက်ဆက်တဲ့ဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုကျွန်တော်တို့အနေနဲ့စောင့်ကြည့်လို့တော့လိုပါလိမ့်မယ်ဒုတိယမိကုအနေနဲ့ဒီ ILO ညီလာခံမှာဒီတရုတ်ရုရှားဘီလာရုစ်ဒီလောက်နိုင်ငံတွေကမြန်မာနိုင်ငံကိုအရေးယူဖို့ဒီအဆိုတင်သွင်းတာကိုပေါ့နော်ကန့်ကွက်တယ်လို့လည်းသိရတယ်ဒါကဘလို့သဘောလဲခင်ဗျဟုတ်ကဲ့ပါဒီနေရာမှာကျွန်တော်တို့ဒီ conference ဆက်လုပ်ခဲ့တဲ့ကဒီမြန်မာနိုင်ငံကိုအာရကေပါရီတရိယာအရေးယူဆောင်မှုတွေရှိတာမယ်ဆိုတာကိုဒါ နိုင်ငံတကာသိကြပြီဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ တရုတ်ရုရှားဗီလာရုစ်နဲ့လာအိုနိုင်ငံနဲ့ဒါကိုကန့်ကွက်ဖို့လုပ်ပါတယ်။သို့တော့ဒီဆက်ရှင်ချတဲ့အချိန်မှာကျွန်တော်သိကြသလောက်ကတော့ဘယ်နိုင်ငံကမှကန့်ကွက်ခြင်းမရှိဘဲနဲ့အားလုံးသဘောတူညီချက်နိုင်ငံပေါင်း189နိုင်ငံရဲ့သဘောတူညီချက်နဲ့ဒီဖုံးပြိုက်ချက်ကိုချခဲ့တယ်လို့ကျွန်တော်သိတာပါလေဒါကြောင့်မို့လို့ မူလတော့ကတော့ဒီနိုင်ငံလေးနိုင်ငံကကွက်ဖို့အခြေအနေရှိနေမယ်လို့ကွန်ဖရင့်ရဲ့အဖုံးပိုင်းမှာသူတို့အနေနဲ့ကန့်ကွက်ခဲ့မယ်ဆိုရင်နိုင်ငံရေးအရာရူးကြသွားနိုင်တဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်ဆုံးဖြတ်ချက်ချတဲ့အချိန်မှာကတော့ဒီနိုင်ငံလေးခုကနေတစုံတစ်ခုကန့်ကွက်ခြင်းမရှိဘဲနဲ့အားလုံးသဘောတူညီချက်နဲ့ဆုံးဖြတ်ချက်ချခဲ့တယ်လို့ပဲကျွန်တော်သိတာရပါတယ် ဟုတ်ကဲ့ဒါဆိုရင်ဒီမြန်မာနိုင်ငံကိုဒီ article 33အရအရေးယူပိတ်ဆို့မှုတွေလုပ်မယ်ဆိုတဲ့စုံပြချက်ကတော့ထွက်လာပြီဒီတော့ဘယ်လိုပုံစံအရေးယူပိတ်ဆို့မှုတွေလုပ်လာမှာလဲဒီပုံလည်းသုံးသပ်ပေးပါဦးခင်ဗျအဲကျွန်တော်တို့ဒီ ILO ရဲ့ပမာဏကိုကျွန်တော်တို့လေးလာကြည့်တဲ့အခါမှာဒီ ILO Constitution article ပါတီပရိယအရေးယူဖော်လဲရတဲ့အရေးယူဖော်လမှုတွေဖြစ်လာတဲ့နိုင်ငံနှစ်နိုင်ငံပဲရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဘီလာရုဖြစ်ပါတယ် ဟိုအကျင့်အားဖြင့်ကတော့အာရိကေပါရိသတိသတိသတိကိုအသုံးပြုခဲ့တဲ့အကျင့်ကပုံကျင့်ရှိပါတယ်မြန်မာနိုင်ငံကိုပထမဦးဆုံး2000ပြည့်နှစ်ဗိုလ်ချုပ်တန်ရွှေလိုလက်ထက်မှာတစ်ချိန်အခုမင်းအွန်လိုင်းအာနာသိမ်းလိုက်တဲ့တစ်ချိန်နှစ်ချိန်တိတိအသုံးပြုခဲ့သလိုဘီလာရုစ်ကိုလည်း2023ခုနှစ်မှာတစ်ချိန်အရင်မှုသိခဲ့ပါတယ် ဒီနေရာမှာကျွန်တော်တို့အာဒီကေသာဒီတရိရဲ့သဘောတဘာဝကိုကျွန်တော်တို့စိတ်ဆက်ဖို့လိုပါတယ်အာဒီကေသာဒီတရိသည်နိုင်ငံတနိုင်ငံအစိုးရတရက်ကိုအရေးယူဆောင်ရွက်တာမဟုတ်ဘဲနဲ့တတိပေးခြင်းသာဖြစ်ပါတယ်အာဒီကေတရိရဲ့နောက်ဆက်တွဲအရာဒီအစိုးရက ILO ရဲ့အကြံပြုချက်ကိုလိုက်နာလုံဆောင်တယ်ဆိုရင်ပုံစံတမျိုးပြောင်းသွားတတ်ပါတယ်ဒို့ဒီမဟုတ် အာရိကေတာဒီတရီအယအယံဝအကြံပြုတဲ့အချက်ကိုတသရနိုင်ငံတွေကလိုင်းနာဖောင်းလက်ချင်းမရှိဘူးဆိုရင်တော့ကျွန်တော်တို့ကရှင်းမှာတောက်ချောက်အရေးယူဆောင်ရွက်တဲ့အနေအထားမျိုးရှိပါတယ်သို့သောဒါတိုင်း effect နေပါတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့က side effect ရဲ့လမ်းကြောင်းကိုလည်းကြည့်ရပါမယ်ဒီကနေ့ဒီအချိန်မှာပြီးခဲ့တဲ့အဆိုရလက်ထက်ကကျွန်တော်တို့နိုင်ငံတကာယဉ်ကျေးမှုတွေက တရားဝင်မှတ်ပုံတင်တာလေသို့တော့အဲ့ဒီပြီးခဲ့တဲ့အစိုးရလက်ထက်မှာတရားဝင်မှတ်ပုံတင်တာတဲ့ကုမ္ပဏီတွေနိုင်ငံခြားလုပ်ငန်းရှင်တွေဒီအခုစစ်ကောင်စီရဲ့အောက်မှာလည်းအဲ့ဒီမှတ်ပုံတင်အဖြစ်ဆက်လက်လှုပ်ဆောင်နေတဲ့အတွက်ကြောင့်ဒီကဘာနာအခွန်တွေအကုန်လုံးကစစ်ကောက်စီတွေကိုစီးဆင်းနေတဲ့အနေအထားမျိုးရှိပါလေ။ဒါကြောင့်မို့လို့ ဒါလို့အဲလိုကနေပြီးတော့ဒီဆက်ရှင်လေးကြားလာပြီဆိုရင်တော့အဲ့ဒီနိုင်ငံသားယဉ်နေမြုံနှံမှုတွေအပြင်ကိုပြန်ထွက်သွားလိမ့်မလားအကယ်၍မအပြင်ကိုပြန်ထွက်သွားခဲ့မယ်ဆိုရင်တော့ဥပမာအပြင်လှိုင်းသာယာဆက်မှုဆုံးလို့နေရမျိုးမှာအလုတ်တွေပိတ်သိမ်းရပါလိမ့်မယ်အဲ့ဒီဆက်ရုံတွေပိတ်သိမ်းမှုရဲ့နောက်ဆက်တွဲ side effect ကတော့ကျွန်တော်တို့အဲ့ဒီဆက်ရုံတွေမှာလုံခြုံရနေကြတဲ့အလုတ်သမားတွေအနည်းနဲ့အများ အလုတ်လက်မဲ့အခြေအနေမျိုးတွေဖြစ်သွားနိုင်တဲ့ side effect မျိုးကတော့ရှိပါလိမ့်မယ်လို့ကျွန်တော်ကတော့ဒါလိုပဲသုံးသပ်မိပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမောင်မောင်ပြေဆိုလာတဲ့အင်တာဗျူးတွေကိုလေ့လာကြည့်တဲ့အခါမှာကျတော့ဒီဆက်ရုပ်အလုပ်ရုပ်တွေကတရုတ်နိုင်ငံသားပိုင်တဲ့ဆက်ရုပ်အလုပ်ရုပ်တွေများတယ်လို့ပြောထားတယ်။ဒီတော့ article 33အရအရေးယူမှုတွေစလာရင်ဒီတရုတ်နိုင်ငံသားတွေပိုင်တဲ့ဆက်ရုပ်ဒီအလုပ်ရုပ်တွေကပိတ်သွားနိုင်လား ီတရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေကရောပြန်ထွက်သွားမှာလားအဲကျွန်တော်တို့ဒီနေရာမှာမြန်မာနဲ့တရုတ်ရဲ့ဆက်ဆံရေးတမန်ကြောင်းကိုကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါတယ်အဲ့တော့တရုတ်နိုင်ငံကြီးကမ္ဘာပေါ်မှာအင်အားကြီးနိုင်ငံဖြစ်တယ်လို့ကုလသမဂ္ဂရဲ့ဗီဒီယိုအာဏာရတာတဲ့နိုင်ငံလည်းဖြစ်ပါတယ်နောက်တစ်ခုကတရုတ်ကပြင်ပနိုင်ငံတွေမှာယင်းနှိမ့်နိုင်တဲ့အခါမှာသူ့ရဲ့အကျိုးစီးပွားကိုသူဦးစားပေးပြီးယင်းနှိမ့်နိုင်တာတဲ့အတွက်ကြောင့် ဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတခြားနိုင်ငံကစိတ်ယုံနေအလုံးရှင်းနေပြန်လေထွက်ခွာသွားတော့လဲတရုတ်ပြည်လက်ရှိမင်းအွန်လိုင်းအဖွဲ့နဲ့ကောနောင်တက်လာမဲ့အစိုးရနဲ့ရောအဆင်ပြေအောင် ပေါင်းသင်းနိုင်တဲ့သူရဲ့ဒီပလိုမေစီအခင်းကျင်းရှိတာတဲ့အတွက်ကြောင့်တရုတ်ကတော့ယင်းနှိမ့်နှံမှုဒီအလုံးရင်းနဲ့ပြန်ထွက်သွားမယ်လို့ကျွန်တော်မမြင်ပါဘူးဆက်လက်ပြီးတော့တည်ရှိနေမဲ့အနေအထားရှိပါတယ်သို့တော့ ဒီနေရာမှာပြောသရရှိတာကဥမောင်းအောင်ပြောသလိုတရုတ်နိုင်ငံတခုတည်းကသာအုံနဲ့ကျင်းနဲ့ရင်းနှီးမြှောက်နှံထားတဲ့သို့ပေမဲ့တခြားသောနိုင်ငံတွေဥပမာအားဖြင့်ကိုရီးယားလိုနိုင်ငံမျိုးကနေပြီးတော့ရင်းနှီးမြှောက်နှံထားတဲ့ရင်းနှီးမြှောက်နှံမှုတွေကလည်းရှိတယ်ဆိုတာကဒါကကျွန်တော်တို့ကသိပါတယ်ဒါကြောင့်မို့လို့အဲ့ဒါတော့ကိုရီးယားတို့ဂျပန်တို့တို့ကုမ္ပဏီတွေထွက်ခွာသွားခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြည်သူလူထု အလုတ်ကအခွင့်လန်းနေနေသွားမယ်အလုတ်လက်မဲ့တွေများသွားမယ်အနေဒါမျိုးရှိပါတယ်နောက်တစ်ခုကအဓိကစစ်ကောင်စီရဲ့ငွေကြေးတန်ရောဖြတ်တောက်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံထဲမှာစက်ငွေ ဖောင်းပွားမှုတွေဖြစ်လာနိုင်တယ်အဲ့ဒီကြောင့်ဝေဖောင်းပွားမှုတွေနဲ့အတူကုံစင်းလုံးမြင့်မာမှုနဲ့အတူဒီမြင့်မာတဲ့ကုံစင်းလုံးဒဏ်ကိုကတော့ပြည်သူလူထုကအနည်းနဲ့များခံရပါလိမ့်မယ် ဒီလှုပ်ရှားမှုကိုဒီ CTUM ကဦးဆောင်လုပ်ခဲ့တာလားဘလို့နားလည်ရတယ်ခင်ဗျအမှန်တကယ်ကဒီဒီတကြိမ်133ကြိမ်မြောက် ILO အာ IFC ပေါ့နော် International Labor Conference ရဲ့လှုပ်ရှားမှုကတော့ CTU ဒီလိုပဲပြောရမှာပေါ့နော်။ဘာကြောက်လဲဆိုတော့ဒီ133ကြိမ်မြောက် ISC မဖြစ်လာခင်ကတည်းက CD1 ရဲ့ခြေလမ်းလေးကိုကျွန်တော်တို့သတိထားစောင့်ကြည့်မိပါတယ်။နောက်တစ်ခုကဒီနေရာမှာပြောချင်တာက ISC ဆိုတဲ့သဘောတဘာဝကြီးအလုံးရှင် အလုံးတမအစိုးရဆိုတဲ့၃ပွင့်ဆိုင်တက်ရတဲ့ conference ဖြစ်ပါလေ။ဒီကနေ့မြန်မာနိုင်အဲ့ဒီ133ကြိမ်မြောက် ISC မှာမြန်မာနိုင်ငံအနေနဲ့ကအလုံးရှင်နဲ့အလုံးတမပဲပါပါပဲ။အစိုးရဆိုတဲ့ အပွင့်ကမပါဓာတာကိုကျွန်တော်တို့သတိပြုဖို့လိုပါတယ်ဒါကြောင့်မို့လို့ဒီ conference ရဲ့ article 33အကောင့်ထဲပေါ်နိုင်ရေးအတွက်အဓိကလှုပ်ရှားခဲ့တာကတော့ CDUM ကဖြစ်ပါတယ်လို့ကျွန်တော်ကတော့ဒီလိုပဲမှတ်ချက်ပြုပါတယ်စစ်ကောင်စီဘက်ကပြန်ပြီးထောက်ပြပြောဆိုနေတာတွေလည်းရှိတယ်ပေါ့နော်ဒီအရေးကိုဦးဆောင်လှုပ်ရှားသူတွေကတော့ဒီပြည်ပမှာနေထိုင်သူတွေဖြစ်တယ်ပြည်တွင်းကအလို့ရှင်အလို့သမားတွေကိုဓာတ်ရိုက်ကူစားမပြုဘူး ဒီလုပ်ငန်းလောက်ကိုင်းနေတဲ့အလုပ်ရှင် အလုပ်သမားတွေမဟုတ်ဘူးဆိုပြီးတော့ပြန်ထောက်ပြကြတယ်ပေါ့နော်ဒီဒိုနာအတွက်ကြတော့လေဒီအလုပ်လုပ်နေတဲ့လူတွေကဥဆောင်လောက်ကိုင်းနေဆိုတော့ထောက်ပြပြောဆိုမှုတွေလည်းရှိတယ်အဲဒီပေါ်ဗာများပြောစရာရှိမလဲခင်ဗျမှန်ပါရဲ့ကြောဒီຫນွေဦးတော်နိုင်အစမှာနိုင်ငံမော်နာနဲ့ CDM လောက်ခဲ့သလိုတချို့သောမြန်မာနိုင်ငံအတွင်းကအလုပ်ရှင်အလုပ်သမားတော်တော်များများကလည်း CDM လောက်ချာမှုတွေမှာပါလာပါတယ် ဲ့တော့ဒီနေရာမှာအလုံးရှင်အလုံးသမားတွေနဲ့ပတ်သက်လို့ CDM လို့ပြောရမှာဆိုတာထက်စစ်ကောင်စီကိုအခွန်မပေးခြင်းလို့ဝိုင်းကောက်လုပ်တဲ့ပုံစံမျိုးညင်းပယ်တဲ့ပုံစံမျိုးတွေလုပ်ခဲ့ချပါလေဒါကြောင့်မို့လို့ပြည်ပကိုရောင်းနေတဲ့အလုံးရှင်အလုံးသမားတွေလှုပ်ရှားတယ်လှုပ်ရှားမှုကမြန်မာနိုင်ငံတွေကမေကွန်းထုတ်ပြရရှိပါတယ်ဒါက သက်ဆိုင်ရာပုံကူတွေအနေနဲ့အဖြစ်ပေးရင်တော့ပိုပြီးကောင်းနိုင်မယ်လို့ထင်တယ်ကျွန်တော်ဒီအလုံးရှင်လည်းမဟုတ်တယ်လို့အလုံးသမားလည်းမဟုတ်တဲ့အတွက်ကြောင့်ဒီအပေါ်မှာကတော့ကျွန်တော်သုံးတရားဝေဖန်ထောက်ပြရလို့ခြင်းမရှိပါဘူးသို့တော့မြန်မာနိုင်ငံရဲ့အရေးကိုပြင်ပမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေလှုပ်ရှားမှုကတော့ဥပဒေအရတော်၎င်းနိုင်ငံရေးခင်းကျင်းရတော်၎င်း တရားဝင်ဘောင်ဝင်နဲ့လှုပ်ရှားမှုတရားသာဖြစ်တယ်လို့ဒီလိုတော့ကျွန်တော်မှတ်ချက်ပေးနိုင်မှာအယလူကနေအရေးယူဖို့ချမှတ်တဲ့ဒီဆုံးဖြတ်ချက်ကဒီပြည်သူတွေရဲ့အောင်ပွဲလို့အန်ယူဂျီလူခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်တယ်။ဒါကပြည်သူတွေရဲ့တကယ့်အောင်ပွဲလို့ပြောလို့ရနိုင်မလား။အခြေခံလူဒန်းစားတရက်အတွက်တကယ့်အောင်ပွဲလို့ရောပြောလို့ရနိုင်မလား။ဒီဘောကိုဘလို့နားလဲရလဲခင်ဗျ။အဲဒါနဲ့ပတ်သက်ရင်တော့ကျွန်တော်ပြောချင်တာအခုအန်ယူဂျီကပြောနေတဲ့ဒီ ILO Article 3 Decision ဒီ ပြည်သူလူထုရဲ့အောင်ပွဲဆိုရင်တော့ကျွန်တော်ကပြည်သူလူထုကိုပဲမေးချင်ပါတယ်ပြည်သူလူထုဒီ ILO Constitution နဲ့ Article 33သဘောတဘာဝပြဋ္ဌာန်းချက်တွေနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့အခြေအနေတွေကိုပြည်သူလူထုအနေနဲ့ဘယ်လောက်နားလည်ပါသလဲအဲ့တော့မေးခွန်းတွေမှပါခဲ့ပါပြီဒီ Article 33ရဲ့နောက်ဆက်တွဲအခြေအနေတွေအရာအလုံးလက်မဲ့တွေပေါ်ပေါက်ခဲ့ရင်တော့ပြည်သူလူထုရဲ့အချက်တွေကဘာလဲ ဒါကိုပြည်သူလူထုရဲ့အောင်ပွဲလို့ဆိုနိုင်ပါသလားအဲတခုတော့ရှိတာပေါ့ဗျာဒီနမနဥတော်လာရေးအစမှာကလေးကဒီကနေ့အခြေတည်ပြฏิပခါးတွေအားလုံးကိုခါသီးခံနေရတာပြည်သူလူထုပဲဖြစ်ပါတယ်ဒီနေရာမှာပြည်သူလူထုအနေနဲ့ကတကောင်ထက်ကြီးမနဲ့တော့ဘူးဆိုတဲ့သဘောသဘောကိုရင်ဝယ်ပိုက်ပြီးတော့ အနည်းနဲ့ဒီဒုက္ခကိုငါတို့ခါးသီးပြီးခံပေးရမယ်ဆိုတဲ့အတိတရားရှိခဲ့ရင်တော့ဒါကပြည်သူလူထုရဲ့အောင်ပွဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်သို့တော့ရေချိန်မှာတော့ပြည်သူလူထုတို့အကြက်တဲအနည်းနဲ့များရှိတာတော့ဘယ်လိုမှငင်ပဲ့လို့မရပါဘူးဟုတ်ကဲ့ပါဆရာဒါကတော့နောက်ဆုံးမိကုန်းပါခင်ဗျဒီအရေးယူမှုကစေအုပ်စုရဲ့ဘယ်လိုလုပ်ငန်းတွေကိုပိတ်ဆို့အရေးယူမယ်လို့နားလည်လို့ရနိုင်မလဲ ဒီလေရင်စီတင်သွေးမှုတွေကရောတကယ်ရပ်တန့်သွားနိုင်မလားပေါ့ဒီဆေးအုပ်စုပေါ်တကယ်ထိခိုက်စေတဲ့အရေးယူမှုဖြစ်လာနိုင်မလားအဲ့တော့ဆေးအုပ်စုကိုဒါတိုင်းထိခိုက်ခြင်းရှိမရှိ လေရင်စီပြတ်တောက်နိုင်မှုရှိမရှိဆိုတာတော်တော်လေးဟုတ်စဉ်းစားတဲ့အရာရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီຫນွေဥတော်နိုင်အစမှာကကျွန်တော်တို့လေရင်စီပြတ်တောက်ရေးစီမံချက်တွေကမ်ပိန်းတွေလုပ်ခဲ့တာအများကြီးရှိပါတယ်သို့တော်ဒီကနေ့ဒီချိန်ထိစစ်ကောင်စီကလေရင်စီကိုရအနေတုံးရှိပါတယ် ပြောစရာရှိတာကအကယ်၍ဒီအာဒီကသာတိတရီကိုတကယ်လုံးဆောင်တဲ့အခါမှာနိုင်ငံတကာအနေနဲ့ကဒီအာဒီကသာတိတရီကိုလိုက်ပါဖောင်ရက်ပေးဖို့လိုပါတယ်ဆိုလိုတာကဥပမာအားဖြင့်မြန်မာနိုင်ငံကလေလေရင်တစ်စီးကိုစင်ကာပူလေရင်ဝင်မှလေရင်မပေးဆိုင်ပဲနဲ့စင်ကာပူကဒါကိုလိုက်ပါဖောင်ရက်ပေးမှလားအဲ့ဒါလုံးဝမဟုတ်ပဲနဲ့စင်ကာပူကအခုလိုပဲ ထူမချာနာ MAI လေးချောင်းကိုစင်ကာပူလေးရင်ခွင်ကိုပေးစင်းနေသေးတယ်ဆိုရင်တော့စစ်ကောင်စီရဲ့လေးရင်စီရရှိနိုင်မှုအခြေအနေကပြည့်တဲ့အတိုင်းဖြစ်ပါတယ်။နောက်တစ်ခုကအဓိကဒီ Article 33ရဲ့နောက်ဆက်တွဲဆန့်ကျင်တွေဖြစ်ပေါ်ခဲ့မယ်ဆိုရင်အဓိကအပြည့်စစ်တပ်ပိုင်းစီးပွားရေးဥပဒေကိုတော့လည်းကောင်း MEC ကိုတော့လည်းကောင်း နောက်တကစစ်တပ်နဲ့ဓာတ်ရိုက်ဆက်သွယ်တဲ့မြားဝတီဘန်လို့ဘန်မျိုးကိုတော့၎င်းနောက်စစ်တပ်နဲ့ဆက်နွယ်ပြီးတော့လောက်ကင်နေတဲ့ပုဂ္ဂလိကဘန်တွေကိုတော့၎င်းဒါတက်ကတ်ထားတာဖြစ်ပါတယ်အဓိကအားဖြင့်ဒေါ်လာငွေဖြတ်တောက်တယ်လို့ပြောလို့ရပါတယ်ဒါကလည်းကျွန်တော်တို့အမေရာစောက်ကြည့်လေးလာမိတဲ့လောက်ကကိုရီးတေးဖေးတေးရဘာမှမသိကြတဲ့ကိစ္စပါနောက်ဆုံးကုံကုံပြောကြပါတော့ တခါရနိုင်ငံတွေကနေပြီးတော့စစ်ကောင်စီကိုတရားဝင်လမ်းကြောင်းကနေကုန်မပုတ်ဘဲနဲ့မောက်ကိုလမ်းကြောင်းကုန်တွေမှုတွေဖြစ်ပေါ်လာတယ်ဆိုရင်တော့အဲ့ဒီမောက်ကိုမောက်ကိုလမ်းကြောင်းရဲ့နောက်ဆက်တွေကကုန်သင်းလုံးညံ့မှာမှုနဲ့အတူပြည်သူလူထုကိုသာ side effect ဖြစ်ပေါ်နိုင်တယ်ဆိုတာကဒါနိုင်ငံရေးအခြေအနေပထဝီနိုင်ငံရေးအခြေအနေ ဘောဂဗိဒာနိုင်ငံရဲ့အခြေအနေကိုသိတဲ့သူတိုင်းဒီလိုအဖြစ်မျိုးပဲထွက်လာနိုင်မယ်လို့ကျွန်တော်ကတော့ဒီလိုပဲသုံးသပ်ရပါတယ်